မြမဘောလုံးသမိုင်းမှာအကောင်းဆုံးကစားသမားဖောက်ဆက်ပေါ်မဂ္ဂဇင်းကနေစည်ရင်ပြုစုပြီးဖော်ပြထားတဲ့အကောင်းဆုံးမြမကစားသမားစည်ရင်မှာဘဟာဒူးကထိတ်ဆုံးနေရာကရှိခဲ့တာဖြစ်ပါတယ်။မြမဘောလုံးသမိုင်းမှာဘဟာဒူးထပ်ပိုကောင်းတဲ့ကစားသမားဆိုတာအခုချိန်ထိပေါ်မလာသေးပါဘူး။ ဘဟာရူးဆိုတာမြန်မာဘော်လုံးသမိုင်းမှာအခုချိန်ထိပြိုင်ဘက်မရှိလောက်အောင်ကိုကောင်းတဲ့သူလို့လူအများစုကလက်ခံထားကြတဲ့ကစားသမားမျိုးဖြစ်ပြီး1958နှစ်ခုနှစ်ကနေ1920ခုနှစ်အထိအာရှအပါဝင်အာဆီယံနဲ့အိုလံပစ်ပြိုင်ပွဲတွေအထိပါအဆင့်မီမီဝင်ကစားနိုင်ခဲ့တဲ့မြန်မာကစားသမားဖြစ်ပြီးပြိုင်ဘက်ခံစစ်မှုတွေဟာအဲ့အချိန်မြန်မာကစားသမားဘဟာရူးဆိုတဲ့သူကိုလမ်းရတဲ့အထိကောင်းလွန်ခဲ့တဲ့မြန်မာဘောလုံးသမားဖြစ်ခဲ့ပါတယ် ဘလောက်ထိဘဟာဒူးကိုလေးစားကြလဲဆိုရင်ခြေစမ်းပွဲတွေတခြားနိုင်ငံကကံဖို့လာဖိရင်တောင်မှဘဟာဒူးကိုပောင်းခေါ်ခဲ့ပါလို့ပြောရလောက်တဲ့အထီပါပဲမြန်မာအသင်းရဲ့ရွှေခေတ်ကိုဥဆောင်ခဲ့သူကလည်းမြန်မာအကောင်းဆုံးကစားသမားဘဟာဒူးပဲဖြစ်ပြီး1966-1920ခုနှစ်တွေမှာအာရှအားကစားပြိုင်ပွဲမှာချန်ပီယံဆု 1969-1969ခုနှစ်စီးကိန်းပြိုင်ပွဲတွေမှာရွှေတစိမ့်စု1964နဲ့1969ခုနှစ်တွေမှာမာဒေကာချန်ပီယံဆုဖလားတွေကိုပါရယူပေးခဲ့သူပါဒီနေ့အချိန်ထိပဟာရူးလောက်အရေးချင်းစွမ်းရည်ပါရမီစိတ်သက်ခြေစွမ်းအောင်မြင်မှုတွေမှာသူစွမ်းဆောင်ပြနိုင်တဲ့သူမြမဘော်လုံးတမိုင်းမှာမရှိသေးပါဘူးဒါကြောင့်လည်းပဲပဟာရူးဟာမြမဘော်လုံးတမိုင်းမှာယနေ့ချိန်ထိအကောင်းဆုံးဘော်လုံးတမားဖြစ်နေတာပဲဖြစ်ပါတယ်